ခရမ်းငယ်တပင်က အပြည့်စုကောင်းမယ်ဆိုရင်တပင်ကိုရှစ်ပိတ်သာကြောအထိထွက်တယ်လို့ဆိုပါတယ်။ရှူနယ်ကကျွန်တော်တည်ဦးလေးကြီးတယောက်သူ့အိမ်မှာလေးချပေါက်တဲ့ခရမ်းငယ်တပင်ကိုအပင်ကြီးမှာမကြီးရွယ်ဆွေးပုံပြီးအပင်ကိုလည်းမကြီးကထောင်ပေးထားပြီးစံသေးကြီးလောင်းပြီးထားရမှာအပြည့်စုကောင်းတော့အသီးပွင့်များလို့သတိထားစောင့်ကြည့်ပြီးတစ်ခါခုတစ်ခါချိန်ကြည့်တဲ့အခါမှာ အသီးတုံးချိန်အားလုံးပေါင်းကြည့်တော့73ပိတ်သာရှိရလို့ဆိုပါရယ် ကျွန်တော်အနေနဲ့ကတော့တပင်ပြင်းမြသုံးဘိတ်တာအထိပဲရပူပါတယ်ဒီဗီဒီယိုလေးကိုတွေ့ထားတော့၃နှစ်ကျော်ပါပြီသူတို့ရဲ့လှုပ်ဆောင်ချက်လေးတွေသဘောကျလို့စိတ်ထားတာပါသူတို့ခရမ်းညင်ကိုဘလို့ထွန်းလုံးကောင်းအောင်ပြုစုလှုပ်ဆောင်ကြလဲကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြအောင်ပါဗျာ အရင်ဦးဆုံးခရမ်းညင်မျိုးစေးလေးတွေကို ပြိုးကွက်ထဲမှာပြိုးထောင်ပါတယ်။ဒါကတော့ကျွန်တော်တို့နဲ့အတူတူပါပဲ။ထူးခြားတာကအပင်ပေါက်ပြီး15ရက်သားဝန်းကျင်လောက်မှာအပင်ငယ်ရွက်ရဲ့ထဏားလောက်ကနေကက်ကြီးနဲ့ညှက်ဖြတ်လိုက်ပါတယ်။ရည်ရွယ်ချက်ကတော့ခေါင်းညွန့်ကိုဖြတ်ပေးခြင်းအဖြစ်အပင်ငယ်ရွယ်စမှာအမြစ်ပုံမှုတန်ဆွမ်းသလိုဖြတ်လိုက်တဲ့အပေါ်ညွန့်ကို အမြစ်ပွားစည်းနဲ့ပြန်လဲပွားယူခြင်းအဖြစ်မျိုးစေ့ဖို့ကိုတက်တာစေပါတယ်။ ။နောက်ထပ်ပြိုးပင်ကိုခက်စိတ်စိတ်ပြူးထားတဲ့အတွက်ခေါင်းညွန့်ကိုဖျက်ပေးခြင်းအပြင်မြေချမဆိုင်ပြိုးမီပြိုးပင်လောင်းရင်းမိပြီး အပင်ပိန်လီရှိထွက်ခြင်းကိုလည်းသက်သာစေပါရဲ့။ကျွန်တော်လက်လန်းမမီတဲ့အာသာချက်တွေလည်းရှိယုံမဲ့ထင်ပါရဲ့။တလာသားဝန်းကျင်မှာမြေချဆိုင်ပြိုးပါရဲ့။ဒီနေရာမှာတစ်ခုကွာခြားတာကကျွန်တော်ဆက်ခဲ့စဉ်က အပင်ကထွက်သည့်မြဝိုင်ခွန်းတဲ့ထက်ကဂိုင်းကုန်ထားတဲ့အတွက် တပင်နဲ့တပင်တထောင်တော်ချပြီးတော့စိုက်ပါတယ်သူတို့ကပင်မတပင်နဲ့ထားမှဆိုတော့တပင်နဲ့တပင်ဆယ်လက်မှဝန်းကျင်လောက်ပဲချပြီးတော့စိုက်တာတွေ့ရပါတယ်ပင်မတပင်နဲ့ထားတဲ့အပင်ရဲ့အသီးရွယ်စားကပိုကြီးပြီးအသီးလဲညင်ညာသလို အလေးချိန်လဲပိုစီးပါတယ်နောက်ပြီးအပင်တတန်းပိုရှိတယ်လို့လည်းဆိုပါတယ်ရေပစ်စနစ်ကိုတော့အစချစနစ်ကိုအသုံးပြုထားတာတွေ့ရပါတယ် ကျွန်တော်နိုင်ငံမှာလည်းအသုံးပြုစိုက်ပျိုးနေကြပါပြီ။အဆက်ချရေးပစ်စနစ်ရဲ့အားသာချက်လေးတွေကိုဗီဒီယိုတစ်ပုဒ်တင်ပြပါပြီ။မကြည့်ရသေးရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အပင်လေးတွေဘန်းကန်ဝင်ခင်မှာခေါင်းညွန့်ဖြစ်ချင်းထွက်လာတဲ့အတက်နဲ့တက်တွေကတံမာတဲ့တက်ကိုခြံထားပြီးကြံတဲ့တက်ကိုကကြင်းနဲ့ညှက်ပြလိုက်ပါတယ်။ဒီအမုံလေးတွေကခင်းညင်ပွန့်ပွန့်ကင်ကယ်စီယမ်မျိုးစာ ်ချစ်စံကြောက်မုတ်ထည့်သွင်းပေးခြင်းဖြစ်ပါတယ်။ရည်ရွယ်ချက်ကအသီးပွင့်အားကောင်းအောင်နဲ့အသီးထိပ်ပုတ်ယောဂမဖြစ်အောင်ကာဝယ်တဲ့အနေနဲ့ကြိုတင်ထည့်သွင်းပေးခြင်းဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုသဘောကျတာကခရမ်းညင်မင်ကိုကြိုးတန်းမှနွယ်ပြီးတက်စီတာပါပဲ။ပထမနှစ်မှာအလौရှုပ်ကုန်ကြစိတ်များတယ်လို့ထင်ရပေမဲ့ရေရှည်မှာလုံသမားကတက်တာစီသလိုခင်းငင်အသီးတင်အောင်ဝင်းမုံကူရမှာကြိုးရန်လေးကိုအตาရလှုပ်ခတ်ပေးလိုက်ရောမှာပဲ တန်းချီတန်းကပ်စရာမလိုတော့တဲ့အတွက်အချိန်ကုန်တက်သားစေပါတယ်ဒီ click ဝင်လေးတွေကျွန်တော်တို့နိုင်ငံမှာရရှိနိုင်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်ကတော့စမ်းသပ်ဖို့အတွက်ဝင်90ဝယ်ထားပါတယ်နောက်ပြီးစိုက်ခင်းသိမ်းလို့ပင်တွေရှင်းထုတ်ရမှာလေ click ဝင်လေးတွေဖြုတ်ပြီးတော့ကျိုးလေးကိုအตาရဆွဲထုတ်လိုက်အောင်ပါပဲစိုက်ခင်းသိမ်းရတာအရန်လွယ်ကူအချိန်ကုန်တက်သားစေပါတယ် ဂျိုရန်ကိုလည်းအပေါ်မှာစုချီရှင်းလင်းပြီးစိုက်ပျိုးမြေကို ပြုပြင်လို့ရပါတယ်။နောက်တစ်ချိန်ပြန်ဆိုင်တဲ့အခါအစင်းစင်းကျိုးဖြီးပြီးအသုံးပြုရမှာပဲ။ဖွက်လာသမျှအတက်တွေကို ဝိုင်ခွားတော့မချမ်းပဲအကုန်ဖဲ့ပစ်တာတွေ့ရပါတယ်။ဒီနေရာမှာနောက်တစ်ခုသဘောကျတာကခင်းညင်မင်ကိုလေမုတ်ဆက်နဲ့မှုတ်ပေးခြင်းပါပဲ။ အခုလိုလေမှုတ်ပေးခြင်းအပြင်အပင်တွေရဲ့အစာချက်လုံးမှုကိုအားကောင်းစေခြင်းအာဟာရတွေကိုပုံမဆုပ်နိုင်ခြင်းနဲ့အကိုင်းခက်တွေကိုပုံမတုတ်ခိုင်တန်ပါစေခြင်းဖြင့်အသီးတင်ရဝတ်မုံကူပေးပြီးသားလည်းဖြစ်စေပါတယ်။ဗန်းမွေလေးတွေဝတ်မုံကူခြင်းအောင်မြင်မှပွင့်စမြဗန်းတွေသီးတင်ပြီးအထွက်နှုံးကောင်းပါပါ။ဒီအကြောင်းကိုဝတ်မုံကူခြင်းဆိုတဲ့ဗီဒီယိုကလစ်မျှဝေပြီးပါပြီ။မကြည့်ရသေးရင် ကျွန်တော်ရဲ့ channel လေးတွေဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါကတော့အားစေးမှုသက်စေးပိုးသက်စေးပုံမှန်ဖြန်းပြီးတာပါစေးဖြန်းပြီးခဏကြာမှာတော့လေမှုတ်ဆက်တဲ့အပင်တွေကိုမှုတ်ပေးတာတွေ့ရပါတယ်စေးဖြန်းခြင်းကြောင့်ဝိမုံလေးတွေစူထမ်းပြီးဝိမုံမကူးနိုင်ခြင်းကိုတတ်သာစေပါတယ်ပြင်းငင်ပင်လေးတွေကိုပုံမှန်ကျိုးနဲ့နွေးရေးပေးခြင်းထွက်လာသမျှအတက်တွေကိုအပွင့်ပူးမဝင်ခင်ရှင်းထုတ်ပေးခြင်းပိုးမွားယောဂါတွေကိုစောင့်ကြည့်စစ်ဆေးခြင်းစတာတွေလောက်ဆောင်ပေးတာတွေ့ရပါတယ် ကျွန်တော်ဗီဒီယိုကလစ်အရန်ရှည်သွားရင်ကျွန်တော်မိတ်ဆွေတွေညင်းငွေလာမှဆိုတဲ့အတွက်ဒီနေ့ကတော့ဒီလောက်နဲ့ပဲရှင်းနာပါရစေခင်ဗျာ နောက်နေ့မှာမှခရီးငင်ဆိုင်ပြိုနီဒုတိယပိုင်းကိုဆက်လက်မျှဝေပေးသွားပါမယ်ခင်ဗျာဒီနေ့ဆိုင်တောင်းလို့လိုက်စိတ်သမျှဒီနေ့အတွက်တိုးပြီးဖက်သမျှဒီနေ့ဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်